chỉ muốn bùa đặt về ép hết khăn chỉ để anh em sẽ tôn tập như chụp ảnh ép hết để anh em sẽ lại số gạo thu tiền đồ gà lâu dùng đủ bù lâu dùng đủ nè chỉ số đồng đó chỉ ít chỉ số chín đi đủ đó ít ုဖြစ်သည်ဘုရားတိင်္ဂါဖန်ဆင်းရှင်ဘုရားဖြစ်တယ်အရာအားလုံးတရှိတမဲ့အားလုံးကိုဖန်ဆင်းခဲ့ပြီးတော့ဖန်ဆင်းခဲ့တဲ့ကဘာစကြဝဠာထဲမှာကျွန်တော်တို့ကိုနေထိုင်အသက်ရှင်စေရာဖြစ်တယ်ဘုရားတိင်္ဂါဖန်ဆင်းရုံဖန်ဆင်းခဲ့တာမဟုတ်ပဲနဲ့ ဖန်ဆင်းခဲ့တဲ့များအရာအလုံးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးဖြစ်ရဖြစ်တယ်။အားလုံးကိုဘုရားခင်ကထိမ့်သိမ်းနေတာကြောင့် music တွေကစမပြတ်မရှိအောင်ထိမ့်သိမ်းပြီးတော့ပြန်လည်ရှင်းတမ်းပေါ့ဖွားစီနေဖြစ်ရဖြစ်တယ်။ဒီအရာတွေကိုကျွန်တော်တို့ခံစားရတဲ့စာမဲ့ကလေးတောင်းတောင်းမှအချီးအနှီးမြေပေါ်ကိုမကြရတဲ့ကြရတဲ့အခွင့်ကိုဖေရားကမပေးဘူးဆိုပြီးစာကလေး ငတ်တကောင်ဘုရားမှာဂရုစိုက်တဲ့ဘုရားဖြစ်တယ်ဆိုတာအဲ့ဒီဘုရားသခင်ကအလုံးစုံသူ့ကိုအလုံးစုံသူ့နဲ့ပြည့်စုံစေတော်မူတော်သူဤပြည့်စုံခြင်းဤဘုရားခရစ်တော်ဤကိုဖြစ်တယ်လို့ပြောတယ်အသင်းတော်ကခရစ်တော်ရဲ့ကိုဖြစ်တယ်လို့ပြောတယ်တမ်းဆိုရင်အသင်းတော်ဟာ ဖြစ်တော်ရဲ့ကိုကြည့်ရင်ဥကောင်းကဘသူဖြစ်မလဲဥကောင်းကဘသူဖြစ်မလဲအတင်းတော်ဟာကိုဖြစ်တယ်ဆိုရင်အဲဥကောင်းကဘသူဖြစ်မလဲဖြစ်တော်ဖြစ်မလဲဖြစ်တော်အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးကဖြစ်တော်ကိုဥကောင်းနေရမှာထားတတ်ဒီကြီးတယ်ဥကောင်းနေရမှာထားတတ်ဘူး ကျွန်တော်တို့လိုအပ်တယ်ခရစ်တော်ယေရှုဟာနံပါတ်1မဟုတ်ဘူးခရစ်တော်ယေရှုဟာနံပါတ်1ဆိုရင်နံပါတ်2နံပါတ်3ဥစားပေးရတဲ့အရာရှိတယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာနံပါတ်1နေရာမှာရှိနေတာမဟုတ်ဘဲအလုံးစုံသူဤအလုံးစုံဖြစ်တော်မူခရစ်တော်ဟာဘာဖြစ်တယ်လဲအလုံးစုံအလုံးစုံဖြစ်တယ် ဒီလဲခရစ်တော်ဖြစ်တယ်နိလဲခရစ်တော်ဖြစ်တယ်သုံးလဲခရစ်တော်ဖြစ်တယ်အရာရာအားလုံးဟာခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်ဥကောင်းဖြစ်တဲ့ယေရှုခရစ်တော်ကိုဥကောင်းနေရာမှာကျွန်တော်တို့ထားသတ်ပြီးဆိုရင်အဲ့ဒီဥကောင်းတဲ့အနေနဲ့တကူလုံးကစိတ်ဆက်ကြီးထွားပြီးတော့မြစ်တာထဲမှာတိုးပွားလက်ရှိတယ်ဆိုပြီးတော့ အဖက်တန်းကြီးလေးအငယ်6မှာပေါ်ပြထားတယ်။ဥကောင်းဖြစ်တဲ့ယေရှုခရစ်တော်ကနဲ့အရာရာအလုံးဟာစိတ်ဆက်ကြီးထွားလာနိုင်တယ်။စိတ်ဆက်ပြီးတော့သူ့ပွားလာနိုင်တယ်ပြောတယ်။ဒါပေမဲ့တခါတည်းဟာကျွန်တော်တို့ကဥကောင်းနေရာမှာလက်ရောက်သွားပြီဆိုရင်လူတန်မရှိတော့ဘူး။ဥကောင်းနေရာမှာချက်ချောက်ရောက်သွားပြီဆိုရင် ဲ့ဒါစိတ်ဆက်ကြီးထွားလို့မရတော့ဘူးအဲ့ဒါယူရင်းပြည့်စည်သွားတာဖြစ်တယ်သို့မဟုတ်အဲတတမမန်တော့တဲ့အရာဖြစ်သွားတယ်အဲ့ဒီလိုပဲယေရှုခရစ်တော်ဥကောင်းဥကောင်းနေရာမှာယေရှုခရစ်တော်ထားရမယ်အခြေအနေတွေမှာကျွန်တော်တို့ကပညာကိုဥကောင်းနေရာမှာထားလိုက်မယ် ပြီးတော့မိမိရဲ့အလုပ်ကိုဥကောင်းနေရာမှာဦးစားပေးလိုက်တယ်မိမိရဲ့ငွေရဲ့ချင်းရဲ့ကိုဥကောင်းနေရာမှာအစားထိုးလိုက်တယ်မိမိရဲ့လင်ယောက်ျားကိုဥကောင်းနေရာမှာအစားထိုးလိုက်ပြီဆိုတာနဲ့အဲ့ဒီအသင်းတော်ဟာခရစ်တော်ရဲ့ကိုခန္ဓာမဟုတ်တော့ဘူးယူရင်းပြတ်စီသွားပြီအစီအစဉ်မကြပြည့် ဖီူဖီရဲ့ဖြစ်မှုနဲ့စက်သိမ်းမှာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကအလုံးစုံတို့ကိုအလုံးစုံပြည့်စုံစေတော်မူတဲ့ယေရှုခရစ်တော်ကကျွန်တော်တို့အသင်းတော်ရဲ့ဦးကောင်းဖြစ်တယ်။ဦးကောင်းနေရာမှာအမြဲတမ်းထားမှုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်။အဲ့ဒီလိုပဲယေရှုခရစ်တော်ကိုဦးကောင်းနေရာမှာ ဦးစားပေးနေရမှာကျွန်တော်တို့ထားပြီဆိုရင်အိယာထားရင်လည်းပဲမထခင်မှာမလုပ်ရမလဲခရစ်တော်ကိုစကားပြောလို့ခရစ်တော်ကိုဥထင်ထားလို့မအိတ်ခင်ခရစ်တော်ကိုဦးစားပေးဘူးအလုပ်မလုပ်ခင်ခရစ်တော်ကိုစကားပြောဘူးလူတယ်ဆိုရပြရတယ်အဲ့ဒီလိုခရစ်တော်ကိုဦးထင်ထားတဲ့အသိတော် အသိတော်ကြီးရဲ့ကုွယ်မှုအထဲမှာထူးခြားတဲ့လက္ခဏာ၃ခုရှိတယ်။ထူးခြားတဲ့လက္ခဏာဘယ်နှခုရှိလဲ?၃ခုရှိတယ်။အဲ့ဒါကဘုရားသခင်ကိုမကုွယ်တဲ့သူတွေမလုပ်ကြတဲ့အရာဖြစ်တယ်။ဘုရားသခင်ကိုမကုွယ်တဲ့သူတွေဟာအဲ့ဒီအလုပ်ကိုဘယ်တော့မှမလုပ်ဘူး။ နောက်လဲလို့မှမဟုတ်ဘူးအခုလဲလို့မှမဟုတ်ဘူးဘယ်တော့မှမလွတ်တဲ့အရာသုံးခုရှိပါတယ်အဲ့ဒါတွေကပါရလဲဆိုရင်ဘုရားသခင်ကိုဆေဖို့တဘူးပေးတာဘုရားသခင်ကိုပါပေးတာလဲဆေဖို့တဘူးပေးတာပြီးတော့အဥဒီပေးတာအဥဆုံးပြီးတဲ့အပြီးနံအဥဒီတွေပေးတာဒီနေ့ဒီလိုအဲကျွန်တော်တို့ လှုပ်ဆောင်တဲ့အတိုင်းဒါကျွန်တော်တို့တောင်ပေါ်ဒေတာမှာဆိုရင်ဒီအချိန်များအတိအနံမျိုးစပြီးတော့ထွက်လာတဲ့အချိန်ဖြစ်တယ်တောင်ပေါ်စပားတွေမဲ့တဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့ဖွဲအဖြစ်နဲ့သူအဲလှုပ်ကြတာဟိုမှာဆိုရင်တော့တကယ်သဘာဝကြတာပေါ့ဒါပေမဲ့ဒီမှာကြတော့အဲယာတိမယွေးအတိအနံမျိုးရတယ်ပေါ့လေနော်ဒါပေမဲ့ ငါတို့ကအူပီးအဖြစ်ကျွန်တော်တို့စိတ်ထဲမှာခံယူပြီးတော့ကျွန်တော်တို့ဘုရားခင်ကိုလူသားတဲ့အရာတွေဟာဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းပဲဖြစ်ပါတယ်လို့နော်ပြီးတော့မျိုးစစ်ကျဲပြီးတော့ဘေကံဆွတ်ကျဲခြင်းအဲ့ဒါတွေဟာဘုရားခင်ရဲ့တာသမီတွေလုတ်လက်လုတ်တာရှိတဲ့ထူးခြားတဲ့လက္ခဏာတွေဖြစ်တယ်ဆိုတာတွေ့ရတယ်ပါမအူဆုံးအနေနဲ့အဲ စေဘုဒ္ဓလူတန်းချင်းအဲ့ဒီစေဘုဒ္ဓလူတန်းချင်းထဲမှာကဘာဥကြံအခန်းကြီး14အငယ်16ကိုဖတ်တဲ့အခါမှာနောက်ပါဆိုရအမြင့်ဆုံးသောဘုရားသခင်ဤအမြင့်ဆုံးသောဘုရားသခင်ဤဘောဟိတ္တဘုရားဟိတ္တရှာရင်းကြီးရှာရင်းကြီးမေခိစေတ္တဒီလေမေခိစေတ္တဒီလေမုတ်နေစပြည့်ကြီး ဆောင်ပြီးလည်းဘုရားရှိခိုးကောင်းခြင်းမြည့်ရှင်အာမင်အမြင့်ဆုံးဘုရားခင်ဒီယေရှုဘုရားအာဗြဟံမှာကောင်းချီးပေးတော်မူပါစေတော့အာဗြဟံမှာကောင်းချီးပေးအာဗြဟံကိုကောင်းချီးပေး၍အာဗြဟံကိုတည်တည်ညံသူတို့ကိုတည်တည်ညံသူတို့တင်ဤလက်၌အနန္တမူသောအနန္တမူသောအမြင့်ဆုံးသောဘုရားသခင်ကြီးယေ ဘုရားရှင်ဤငာရှိစေတော်မူသည်ဟုငာရှိစေတော်မူသည်ဝတ်ဆိုသည်ဝတ်ဆိုသည်အာဗြဟံဒီလေအာဗြဟံဒီလေဥစ္စာရှိသည်များကိုဥစ္စာရှိသည်များထိုမင်းအားထိုမင်းအားရှေဘုတဘူးလူလေဤရှေဘုတဘူးလူလေဤအဲရှေဘုတဘူးဆိုတာကဘုရားသခင်ကငါဥစ္စာဖြစ်တယ်ငါအိမ်တော်မှာစားစရာရှိစေခြင်းကား ယူလာပါလို့အမိတ်ပေးတဲ့အရာဖြစ်တယ်။အဲ့ဒီစေဘုဒ္ဓမောကပညာတရားမဟုတ်ဘူး။ပညာတရားကမောရှေလက်ထက်ဤနာတောင်ပေါ်မှာပေါ်ပေါက်လာတဲ့ပညာတရားဖြစ်တယ်။ဒီဤနာတောင်ပေါ်မှာပြီးခဲ့တဲ့ပညာတရားဖြစ်တယ်။ဒါပေမဲ့ဒီနာတောင်ပေါ်မှာပညာတရားမပြီးခင်အဥ္စုံစေဘုဒ္ဓ ေးခဲ့တဲ့ပုဂ္ဂိုလ်ကအာဗြဟံဖြစ်တယ်။အာဗြဟံကတိုက်ပွဲရနဲ့ပြန်လာတဲ့အချိန်မှာတဲ့ရှာလင်မြင့်ကြီးဖြစ်တဲ့မေလခိစေတက်ဆိုတဲ့ပုဂ္ဂိုလ်ကိုနဲ့တွေ့တယ်။မေလခိစေတက်ကမုတ်နဲ့စပစ်ကြီးကိုယူဆောင်လာတယ်။မုတ်နဲ့စပစ်ကြီးကိုယူဆောင်လာတယ်။အဲ့တော့ကျွန်တော်တို့အသင်းတော်ထဲမှာ မုတ်နဲ့စပြစ်ဤကိုအသုံးပြုတဲ့နေရာကပြန်ပါလဲလို့ပြောရင်ပြင်ပွဲတော်မှာဖြစ်တယ်။မုတ်ဟာယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာနဲ့ပုံဆောင်ပြီးတော့စပြစ်ဤခွက်ဟာယေရှုခရစ်တော်ရဲ့အသွေးတော်ပြင်ပြင်အသွေးတော်နဲ့ပုံဆောင်တဲ့အရာဖြစ်တယ်။အဲ့ဒီလိုပဲဒီနေ့အာဗြဟံနဲ့တွေ့တဲ့မေလခိဇေဒက်လည်းပဲ မုတ်နဲ့စပိတီကိုယူဆောင်လာပြီးတော့အာဗြဟံကောင်းကြီးပေးခဲ့တယ်။အဲဒီလိုမုတ်နဲ့စပိတီကိုယူဆောင်လာတဲ့မေလခိစေတ္တကိုအာဗြဟံကစေဘုတ္တဘုအူဆုံးပေးခဲ့တယ်။အဲဒါကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုရင်ယေရှုခရစ်တော်ကိုအာဗြဟံကစေဘုတ္တဘုပေးခဲ့တယ်ဆိုတာအဲဒါကြောင့်စေဘုတ္တဘုဟာ ီဆေဘုတ္တမှုဟာတရားပညာတရားအားဖြင့်မဟုတ်ပဲနဲ့အဲဘုရားကျင့်ကိုချစ်တဲ့စိတ်နဲ့ပေးတဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်ရှင်မာတဲ့အခန်းကြီး23အငယ်23မှာလည်းပဲရှင်မာတဲ့အခန်းကြီး23အငယ်23မှာလည်းပဲ you were to jump you sia parish into တင်တို့ဒီအမင်္ဂလာရှိကြ၏အကြောင်းကပင်စင်း စမုတ်စီယာတည်ရွတ်သူကိုဆေဘူးသူလူကြည်တယ်တရားတည်စီရင်ခြင်းသူတပါဘူးတနာခြင်းတစ္ဆာသောခြင်းပြီးဟူသောပညတ်တရားတွင်လေးသောအရာများဟူသောခြံလတ်ထာဤအရင်ဆိုသောအရာသူကိုမလတ်မထာနောက်ဆိုသောအရာသူကိုကျင့်ရဤလို့ပြောတယ်ဟာရီရှဲတွေကို ယေရှုဘုရားကအပြစ်တင်တဲ့နေရာမှာမင်းတို့ကဆယ်ဘုတ်ဘုပေးတယ်နော်ဆယ်ဘုတ်ဘုပေးတယ်ဒါပေမဲ့တရားသဖြင့်စီရင်ရမယ့်အရာတွေသူတမားကိုတနာရမယ့်အရာတွေတစ္ဆာဆောင်ရမယ့်အရာတွေဒီအရာတွေကိုကြတော့မင်းတို့မကြက်ဘူးလို့ပြောတယ်ကြည့်ပါဆယ်ဘုတ်ဘုတော့ပေးတယ်ဒါပေမဲ့ ။တရားတပည့်ကြည်ရင်ရမယ့်အရာတွေမင်းတို့မကျင့်ဘူးလို့ပြော။ဒါကြောင့်မို့တဲ့အရင်ဆုံးအရာတို့ကိုလို့ပြောရင်စေဘူးတခုဘေးတဲ့အရာတွေကိုမလတ်ထားနဲ့ဒါတွေလည်းဆက်လုပ်ပါနောက်အရာတို့ကိုလည်းပဲကျင့်ရမယ်။နောက်အရာဆိုတာကတရားတစ်ဖြစ်စီနာ သူတမန်ကိုတနာတာစတဲ့ဒီအညာတွေကိုလည်းပဲဆက်လက်ကျင့်ပါလို့ပြောတယ်။ဒါကြောင့်မို့လို့ဆယ်ခုသဘုပေးတဲ့အရာကိုလည်းလက်မထမ်းနဲ့နော်မလွဲရှောင်နဲ့ဘုရားခင်အဲယေရှုဘုရားကပြောခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ဆယ်ခုသဘုပေးခြင်းဟာဘုရားခင်ရဲ့အလိုတော်ဖြစ်တယ်။ပညာတရားမဟုတ်ဘူး။ဘုရားခင်ကိုဝန ခံရင်းနဲ့ပေးရတဲ့အရာဖြစ်တယ်ဆိုတာပြီးတော့ဆရာတယောက်ကဥပမာတစ်ခုပြောပြီးတော့ပြထားတဲ့အရာရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်အစီမှာပိုက်ဆံစေရွက်ရှိတယ်စေရွက်စေရွက်ရှိတယ်ဆိုရင်စေမှုတမှုဟာဘယ်အရွက်ဖြစ်မယ်ထင်တယ် ကျွန်တော်တို့ကစေဘုဒ္ဓဘုဆိုရင်ဘယ်ဟာပဲရှိပေးတယ်နောက်ဆုံးအရွက်လည်းပေးတယ်အလင်ကအရွက်တွေလည်းပေးတယ်ဆေရွက်ထဲကနေဒီတသောတန်ဆေရွက်ထဲကနေတရွက်ထည့်လိုက်ရင်ထည့်လိုက်ရင်အရှင်ပြေတယ်ကျွန်တော်တို့အတွက်ဒါဘညာတရားအဖြစ်နဲ့ကျွန်တော်တို့လုပ်တော်မူတဲ့အတွက်ဘယ်အရာပဲထည့်ထည့်အရှင်ပြေတယ်လို့ကျွန်တော်တို့ခံယူကြတယ်တဲ့ဒါပေမဲ့စဉ်းစားကြည့်ပါ ဆယ်ခုတမှုဆိုတာနောက်ဆုံးအရွယ်ဖြစ်မလားပထမအရွယ်ဖြစ်မလားပထမအရွယ်နော်ဥပမာပြောမယ်ဆိုရင်ဒီအဲဓမ္မဟောင်းခစ်မှာကြတော့တိုးတွေနွားတွေကိုဆယ်ခုတမှုထဲတဲ့အချိန်မှာဒီသူတို့ခြံတကားဝရှိတယ်အဲ့ဒီတကားဝအထက်ကနေတကောင်ဝင်ပြီးနှကောင်သုံးကောင်လေးကောင်နားကောင်အဲ့လိုဝင်ပြီးဆယ်ကောင်မြောက်တဲ့ အကောင်ကိုမှတ်သားထားရတယ်။အဲ့ဒီစေကောင်မြောက်တဲ့အကောင်ကိုအဲစေဘူးတို့ခဲရတာဖြစ်တယ်။ဒါမဲ့ဘုံရဲ့ခြင်းရင်းနေကြတော့အဲ့ဒီလိုမဟုတ်ပါဘူး။ကျွန်တော်တို့အဥဆုံးရတဲ့အထဲကနဲ့ပါထမဥဆုံးလုပ်ရမယ့်အရာကပါဖြစ်မလဲ။စေဘူးတို့ခဲခြင်းပဲ။နော်လားတပိယသခင်ကိုဥကောင်းမှထားတယ်တရားသခင်ကိုရှေ့ဆုံးမှကျွန်တော်တို့ထားမယ်ဆိုရင် ပထမရောက်လာတဲ့ကျွန်တော်တို့ငွေထုတ်လိုက်ပြီးမုတ်တခုခုရောင်းလိုက်ပြီးတရားရောက်ရှင်ကနဲ့အဲကြီးပြားရပြီဆိုရင်ပထမဦးဆုံးရတဲ့နေရာထဲကနဲ့ပထမဦးဆုံးထည့်ရမယ့်အရာကစေဘူးတူဖြစ်တယ်။အဲ့ဒါဘုရားခင်ကိုပထမဦးဆုံးဥတည်ပြီးတော့ပေးတဲ့အရာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအင်္ဂလခလည်းပေးလိုက်အင်္ဂလခနဲ့နှုတ်လိုက်ပြီး ကနေ့ညကြောင်းစီတင်းထုတ်လိုက်ပြီးရေဖူးမီဖူးနှုတ်လိုက်ပြီးဆန်ပြီးစီရွေလိုက်ပြီးနောက်ဆုံးကြံတဲ့ဟာမှာဆေဘူးတဘူးပေးမယ်ဆိုရင်အဲ့ဒါကပါဘူးပေးတယ်လို့ပြောမယ်အကျံကိုပေးတာအကျံအဲ့ဒါကြောင့်ဆေဘူးတဘူးကပထမဦးဆုံးထည့်ရမယ်အရာဖြစ်တယ်ဆေဘူးတဘူးပေးတဲ့သူကိုဘုရားရှင်ကကောင်းကင်မတင်ပေါက်ဖွင့်ပြီးတော့ ကောင်းချီးပေးမယ်ဆိုတဲ့ကတိတော်ရှိတဲ့အတိုင်းပဲဒီအရာတွေဟာကျွန်တော်တို့အပေါ်မှာတက်ရောက်လာတာဖြစ်တယ်ဆိုတာနားလည်ရပါတယ်။ Now number 2ခုကအဥတီဖြစ်တယ်အဥတီတရားဟောရာကျမ်းမှာအငယ်26အခန်းကြီး26အငယ်20မှာယခုမှဦးဖျားခင်ကိုယ်တော်ပေးတော်မူသောဤ၌ အမှုဒီတော်အဒီကိုကျွန်ုပ်တို့ဆောင်ခဲ့ပါပြီဟုတ်တင်းတိဘုရားသခင်သာဝရဘုရားအားရှောက်ဆိုလက်သူအဒီကိုတင်းတိဘုရားသခင်သာဝရဘုရားရှေ့တော်၌ထားရမည်ရှေ့တော်၌ကုွယ်ခြင်းကိုပြုရမည်ဘုရားအဲမောရှေအဖြစ်ဘုရားကမှာခဲ့တာမင်းတို့ဂတိတော်တိုင်းမိကိုရောက်ပြီဆိုရင်တဲ့ ပထမဦးဆုံးမိလူရရှိတဲ့ကောင်းကြီးမင်္ဂလာတွေထဲကနေအပူသီးကိုယူဆောင်လာရမယ်ဆိုပြီးတော့မိမှပဲအဲ့ဒါကြောင့်အပူသီးထဲ့တယ်ဆိုတာနာဟာဂတိတော်တိုင်းဒီထဲမှာရှိပြီနာဟာဂတိတော်တိုင်းဒီထဲမှာရောက်ပြီဆိုတဲ့ဂတိတော်နဲ့ဆိုင်တဲ့အရတ်မှာကျွန်တော်ရောက်ပြီဆိုတဲ့တသက်တည်းဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ဣတိတော်နဲ့ဆိုင်တဲ့သာဝရဘုရားရှင်ဣတိတော်နဲ့ဆိုင်တဲ့ပုဂ္ဂိုလ်မြတ်ဖြစ်တယ်အဲဒီယေရှုခရစ်တော်အထက်မှာကျွန်တော်တို့ရောက်ပြီးဆိုတဲ့တည့်တေဟာဘာအဖြစ်တည်းပြလို့ရလဲအဟုတီအဖြစ်တည်းပြလို့ရတယ်အဟုတီအဲ့တော့အဲအများအဖြစ်အဟုတီတွေကဘယ်လိုခြေနေမြတ်မှာဘယ်လိုလဲရှင်ကလေးတွေနောက်ကြောင်းသားလေးတွေ ပြီးတော့အလုပ်လုပ်တာစပြီးအလုပ်လုပ်ပြီးပထမဦးဆုံးရတဲ့လစာနော်အဲ့ဒါတော့ပြီးပြီအဲ့ဒီလိုလုပ်ချင်အဖြစ်တရားကြီးကောင်းချစ်ပေးဘူးကတိတော်ရှိတယ်နော်နောက်တစ်ခုဖတ်ရအောင်သုတ်တန်ချံအခန်းကြီးကိုအခန်းကြီး၃အငယ်ကိုသုတ်တန်အခန်းကြီး၃အငယ်ကို၃၀နောက်လိုက်ဆိုရအောင် တင်ဒီကိုအောင်ဆောင်နေကိုအောင်ဆောင်နေအမှုတီတော်အတီးအနံရှိသည်များကိုအမှုတီတော်တီးနံရှိသည်များကိုသာရဖျားအားပူဇော်သောသာရဖျားအားပူဇော်သောသူ့ပြုလင်သူ့ပြုလင်ဒီဤစပကြည်တို့သည်ဒီဤစပကြည်တို့သည်ကျွဲဝလွင်ကျွဲဝရှိပြတီနေရာစပတီနေရာသစာတို့ကိုသစာတို့အတိတ်တော်စပီရှန်လိကီဒီတော်စပီရှန်လိကီ ီမှာကြီးဂတိတော်အင်းဟာအခုရတဲ့အတိအနံကိုထာဝရပြန်အောင်ပူဇော်ပါပူဇော်မယ်ဆိုရင်ဒီညက်စပတိကျွဲဝပြီးတော့စပစ်တီစပီကြီးရှန်လိမ့်မယ်အဲ့ဒါကြောင့်တဏှာဖြစ်ပြောမယ်ဆိုရင်စေဘူးတဘူးထဲချင်းအဖြစ်ကောင်းကင်မတည်မမွင့်ပေးဘူးလားပြင်ပေးတယ်ကောင်းကြည့်မိကြလားရတ ဒါပေမဲ့ကောင်းချီးပြမင်္ဂလာရပဲလို့ကုရဲ့စပကြီးမပြီးဘူးကုရဲ့ပိုက်ဆံအိတ်မပြီးဘူးပိုက်ဆံအိတ်ပြီးဘူးဂတိတော်ကဘယ်မှာပဲရှိတယ်အခုဒီထက်ပါဆိုတဲ့နေရာဂတိတော်ရှိအဲ့ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့ရှေ့မှာကျွန်တော်တို့ဆင်မှုတမှုပေးတဲ့အတွက်ကြောင့်ကောင်းချီးမင်္ဂလာတော့ရတယ်ဒါမဲ့ ပတ်စံအိမ်ကမပြည်တာဘူးအိမ်မှာမပြည်တာဘူးအိမ်မှာဒီတိုင်းဟာဒီတိုင်းပဲဖြစ်နေအဲ့ဒါကအဝူဒီဝထဲဖြစ်နေအဝူဒီချဲ့လိုက်တဲ့အခါကျတော့ရသမျှငွေတွေကမိမိရဲ့ပတ်စံအိမ်ထဲမှာကြီးလာလို့ဘုရားခင်ရဲ့အလိုတော်ရှိတယ်ဘုရားခင်ရဲ့ဂတိတော်ရှိတယ်ဆိုတာကိုတွေ့ရတယ်နော်အဲ့တော့အဲ့တော့နတ်ပါလို့လား နောက်တစ်ခုက music ကြဲခြင်း music ကြဲခြင်းဒီ music ကြဲခြင်းကိုတမန်တော်ဝုထုအခန်းကြီး30အငယ်၄မှာကောင်းကင်တမန်ကိုစစ်စစ်ကြည့်တဲ့ထိတ်လခြင်းရှိသည်ဖြစ်၍တခင်အပေခင်ရှိသည်နည်းဟုမေးတော်ကောင်းကင်တမန်ကတင်ပြသောဆုတောင်းပတနာနဲ့ ုတ်ချေပေးကမ်းခြင်းသူသည်ဘုရားခင်ရှေ့တော်၌အောက်မေ့စရာဟုတက်ကြပြီ။ကောဒီဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားခင်ကိုကြောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဘုရားခင်ကိုယူသိပြီးတော့ဘုရားခင်ရှေ့မှာမွေးပျော်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်သူဟာရှင်ရဲ့သားမျိုးကိုပေးကမ်းစုချေတဲ့အမှုကိုလုပ်တယ်။ဘုရားခင်ရှေ့မှာစွတ်တောင်းတယ် ဲ့တော့ဒီနေ့ကတော့ကောင်းကင်တမန်လာပြီးတော့သူ့ရှိ့မှာစကားပြောတယ်စကားပြောတဲ့အခါဘာပြောလဲဆိုရင်ဒီပြုသောစုကောင်းပတနာနဲ့စွတ်ကျေပေးခံခြင်းတို့ဒီဘုရားခင်ရှိတော်၌အောင်မေးစီရန်တက်ကြဒီပြုတဲ့စွန့်ကြဲခြင်းဟာဘုရားသခင်ရှေ့မှာဘယ်လိုတက်သွားပြီလို့ပြောရလဲအောင်ရစီဘယ်လိုလဲအောင်ရစီ ဖြစ်သွားတယ်။ကြည့်ပါဦး။ကျွန်တော်တို့လုပ်တဲ့အလုပ်ကိုဘုရားသခင်ကအောက်မေ့တယ်လို့ပြောတယ်။ဘယ်အမှုကိုအောက်မေ့တယ်လဲလို့ပြောရင်စွန့်ကြဲခြင်းအမှုကိုအောက်မေ့တယ်ဆိုတာဖြစ်တယ်။အဲ့ဒါကြောင့်ဒီစွန့်ကြဲခြင်းဟာဘုရားသခင်ကကျွန်တော်တို့ကိုအောက်မေ့တဲ့အရာဖြစ်တယ်။ပြီးတော့ကောရိန္သုအခန်းကြီးကိုအငယ်30မှာလဲမျိုးဆက်ကျဲတော်သူအားမျိုးဆက်ကို၎င်း အစာအာဟာရကိုလကောင်ပေးတော်မူသောသူသည်လို့ပြောတယ်။ဘုရားသခင်ကမျိုးဆက်ကျဲမှုကိုဘုရားသခင်ကကောင်းချီးပေးတယ်။ကောင်းချီးပေးတဲ့အတိုင်းပဲမျိုးဆက်ကိုကျဲတယ်။မျိုးဆက်ကျဲတဲ့သူကိုမျိုးဆက်ပြန်ပေးတယ်။စားစရာအာဟာရပေးတယ်။ကျွန်တော်တို့စားစရာလည်းပေးတယ်။အဲ့တော့စဉ်းစားကြည့်ရင်အဲ့ဒီလောက်မှရက်သွားသလားဆိုရင်မဟုတ်ဘူး။ ဘုရားသခင်ကိုအော်စီရဲသားတွေကိုစွန့်ကျဲလိုက်တဲ့အတွက်ကောင်းကင်ပန္တာလဲရတယ်။မြေကြီးပေါ်မှာလဲရတယ်လို့ကောင်းကင်ပန္တာလဲရတယ်။အဲအားကြောင့်ဘုရားသခင်ပေးတဲ့အရာတွေထဲကနေမျိုးစစ်အနေနဲ့ကျဲလိုက်တဲ့အရာဘုရားပေးတဲ့အရာကိုပြန်ကျဲလိုက်တဲ့အရာကမြေကြီးပေါ်မှာလဲရတယ်လို့ကောင်းကင်ရဲ့အဲ ကောင်းကင်ပန္တာမှာလည်းကျွန်တော်တို့ရတယ်ဆိုတာကိုသူရတယ်။ဒါယုံကြည်သူတွေထူးခြားစွာလှုပ်ဆောင်တဲ့အရာသုံးခုဖြစ်တယ်။ဒါကြောင့်ဂျေဆုတော်ချီးမွမ်းတဲ့နေ့မှာထပ်ဆင့်ပြီးတော့ခွန်အားယူကြပါတော့ကျွန်တော်တို့ယုံကြည်သူတွေမှာထူးခြားတဲ့ဘုရားရဲ့ဂတိတော်ရှိပါတယ်။ကျွန်တော်တို့စီးပွားရေးလုပ်ပြီးတော့ချမ်းသာကြွယ်ဝမှုနဲ့ဘုရားသခင်အလိုတော်ရှိတယ် အဲ့ဒီလိုလုပ်နေတဲ့ဆယ်မိတမှုပေးခြင်းအဖြစ်ဘုရားသခင်ကောင်းချီးမြှင့်လာရရှိဖို့အလိုဆန္ဒရှိတယ်။အဲပြီးတော့အမှုဒီပေးမှုခြင်းအဖြစ်ကောင်းချီးမြှင့်လာရဖို့ဘုရားရဲ့ဂတိတော်ရှိတယ်။စွန့်ကြေးပေးကမ်းခြင်းအဖြစ်အဲလောကထဲမှာအစာဟာရရရှိတယ်လို့ကောင်းကင်အရာမှာကောင်းကင်သံသာရှိဖို့ဘုရားခင်ကဂတိပေးတာဖြစ်တယ်။ဒါတွေဟာယုံကြည်သူတွေလို့ဆောင်တယ် ရာဖြစ်တယ်ဆိုတာเนาะအဲဒီကျေးဇူးတော်ချီးမွမ်းပွဲမှာအားပေးခြင်းပါတယ်အားလုံးကဘုရားခင်ကောင်းကြီးရှိပါစေအာမင်